မင်္ဂလာပါမြန်မာဘောလုံးချစ်ပိတ်သက်ကြီးတို့ရေဒီနေ့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဟာကျွန်တော်တို့ရဲ့မြန်မာလူရွေးစင်အမျိုးသမီးတင်းရဲ့စီကိန်ပွဲဥထွက်ပွဲစဉ်လေးရှိပါတယ်ကျွန်တော်မြန်မာလူရွေးစင်အမျိုးသမီးတင်းရဲ့အမြဲတမ်းပြိုင်ပွဲလို့ပြောလို့ရတယ်ဖိလစ်ပိုင်အမျိုးသမီးလူရွေးစင်တင်းနဲ့ကစားသွားမှာဖြစ်ပါတယ်လပိုင်းယုတ်မီလေးရဲ့အတင်းဆိုတာပါလေပြည်သက်ကြီးအလုံးတီးကြတဲ့အတိုင်းပဲအခုနောက်ပိုင်းတစ်တွေမှာ အတော်လေးကိုကောင်းမွန်လာတဲ့တင်တင်ဖြစ်ပါတယ်။အမဖလားဝင်ဝေးရခဲ့တာကကြည့်ပြီးတော့ဒီဖိလစ်ပိုင်မြို့ကြီးလေယူစီတင်းလေဂရိညက်မြေ၃နိုင်ကျွဲမှာထိုင်းနိုင်ငံချွန်ဘူရီမြို့က IPE Stadium မှာရှင်းပြကစားသွားကြမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကို MRTV ပေါ့ MRTV MRTV Entertainment Channel 7စာရဲ့ရုပ်မြင်သံကြားလိုင်းတွေကနေပြသပေးသွားမှာဖြစ်ပါတယ်။ဖိလစ်ပိုင်လေယူစီမြို့ကြီးတင်းဟာ ခုနောက်ပိုင်းနှစ်တွေမှာရန်ကောင်းလာတာဒီလိုမရပါဘူး။စီးပိပွဲစဉ်မှာတော့ဒီမှာကဲတဲ့6ကြိမ်ကြီးတွေ့ပြီးရမှာအကျဉ်းသားအနိုင်ရပြီးဒီကြိမ်ကတည်ကြတာပါလေ။ကျန်တဲ့၄ကြိမ်စလုံးကတော့ဒီမှာအင်းကပဲနိုင်ထားတာတွေ့ရပါလေ။2023စီးကိမ်းမှာဒီမှာလေးစဉ်မျိုးသမီးတင်ကနိုင်ရရှိခဲ့တယ်လို့ပြီးခဲ့တဲ့လပိုင်းက EFL Women Championship မှာလည်းဒီမှာနဲ့ဖိလစ်ပိုင်တို့ကတည်ကြတာခဲ့တာတွေ့နေရပါလေ။ မနေ့ကနေ့လယ်ပိုင်းကအတင်းပါပြုလုပ်ခဲ့တယ်။2025စီကိအမျိုးသမီးပေါ်ပွဲစဉ်အုပ်စုကာဝေးပွဲစဉ်လေးရဲ့ဒေသရှင်တွေကိုထားနေတဲ့ချွန်ဘူရီမြို့ချွန်ဘူရီစတေဒီယံစကန်ဖလော့မှာဒီကတူဦးချင်းစီကသူတို့တင်းနဲ့ပတ်သက်တဲ့ဒေသရှင်တွေလေးပြုလုပ်ခဲ့အောင်ဖြစ်ရှိရပါတယ်။ကျောင်းရဲ့ဒီမှလည်းဒီလိုမျိုးကြီးကြကြောင့်ယူကီတဆူရောကဒီပွဲမတိုင်မီဂျပန်နိုင်ငံကိုဆက်ဆံဖို့ကြိုးစားနေတယ်။ ခြေစံပွဲစားနေပါလေ။ဒီလိုမျိုးစားသမားချို့ပါ။ ISP ဒေးနေပြီ။အစားရပြီးချက်ပြီးဘူးရောက်စားနေပါလား။ကျွန်တော်ဒီနေ့ဒီကွေးကျေးကျေးစံစားပါမယ်။ဒီကနေ့ကမ္ဘောဒီးယားစီးပွားရေးကိုကောင်းရည်ရနဲ့လက်ရှိအောင်ကျူးစားပါမှာဖြစ်ပါတယ်လို့ဒီမှာမြို့ပြည်တင်းဒီကကျွန်တော်ယူကီတက်ဆူကပြောကြားသွားပါတယ်။ကျွန်တော်မြန်မာဘောလုံးပိတ်သက်တွေရဲ့ အချစ်တော်ဘွဲကိုရရှိထားတဲ့မြမလေးစီအမျိုးသမီးတင်ဟာတနည်းအားဖြင့်တောက်ရှိအောင်စွမ်းဆောင်သွားနိုင်လို့ကျွန်တော်တို့အားလုံးကြိုးကြည့်နေကြပါတယ်။အုပ်စုချက်တွင်းမှာကြာရောက်နေတာမှန်ပေမဲ့လို့ဒီသင်းတွေကိုမကြော်ဖြတ်နိုင်ကြအကြောင်းမရှိပါဘူး။ခြေတန်းတိုက်စစ်ကလည်းကောင်းနောက်တန်းခံစစ်ကလည်းကြိုးစရာမလိုတော့အောင်ကောင်းနေအောင်တွေးရှိရပါတယ်။ကိုယ်လည်းဖန်ပြီးမှုပိုင်းမှာလည်းတေချာပြင်ဆင်ထားမယ်လို့ကြိုးကြည့်ပါတယ်ခင်ဗျာ။ တခုနေနဲ့စိုးရိမ်ကြရှိတာကနီးပြကြီး Yuki Tetsu ကိုပဲဖြစ်ပါတယ်။သူ့အနေနဲ့ခေါင်းမမတင်တာကိုခေါင်းမမပို့တော့လုပ်ပါတယ်။ဒီဖိလစ်ပိုင်ပြည်နယ်ကစားရမှာကျွန်တော်တို့ဦးတဲ့အမေကပြောရမယ်ဆိုရင်တော့ဘောလုံးကိုတက်နေမြများအင်းတို့ကိုင်ကြွယ်ကစားသွားပြီးအခုခေါင်းကိုယူပြီးဂိုးရီတွင်းနိုင်ဖို့လုပ်ပါတယ်ခင်ဗျာ။အားလုံးကိုကြည့်ကြည့်ပြပါတယ်။ဒီမှာပြည်ပိတ်တဲ့ကြီးကျမ်းမာကြပါစေ။ဒီမှာမြို့တီဘောလုံးတွေအောင်မြင်ပါစေခင်ဗျာ။